ရန်ကုန်ပါဝင်မြို့ကြီးတွေမှာအဓိကထားအသုံးပြုနေရတဲ့ Wi-Fi Internet line တွေပြတ်တောက်နေတာ၊ line ကျနေတာ၊တပတ်ကျော်ကြာလာတဲ့အထိအသုံးပြုရတာအဆင်မပြေသေးဘူးလို့တင်ပြရရှိပါတယ်။နိုဝင်ဘာလ၁ရက်နေ့ကစတင်ပြီးပြတ်တောက်မှုစတင်ကြုံလာခဲ့တာနဲ့ပတ်သက်ပြီး Wi-Fi ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေဘက်က အသုံးပြုသူတွေဘက်ကိုယာယီပြတ်တောက်မှုလို့ဆိုခဲ့ကြပေမဲ့အခုတည်းကမဖြေရှင်းပေးနိုင်ကြသေးတာပါ။ လက်ရှိရန်ကုန်မြို့မှာကြုံနေရတဲ့ Wi-Fi Internet Line နဲ့ပတ်သက်ပြီးအသုံးပြုနေသူအသက်58နှစ်အရွယ်ရှိအမျိုးသမီးတဦးကအခုလိုပြောပြပါဗျာ။အလုံးကမကောင်းတာရတယ်ဆိုကြည့်လို့ရမရ။အဲ့ဒီကတော့ Wi-Fi ကငါတို့တရားတမ်းဖြစ်တာမဟုတ်ဘူး။အပေါင်းဖြစ်တာ Wi-Fi ။မအင်းတောင်ကြုံနေမှာ။ဆောင်းလုံးဖြစ်တာ။နေနေမကောင်းညာလည်းမကောင်း။ဟုတ်ကဲ့နေပြီ။အဲ့အင်းတော်ကဘာခိုင်ကြမကောင်းတော့။အဲ ဲ့ဆိုတော့မလားသိလားအာအဲ့ဒါလည်းသွားပြောရတဲ့လာလုတ်ပေးတာပဲလုတ်ပေးနေတာပဲဘာလို့လုတ်ပေးနေတော့မသိဘာမှအောင်မရတာအေးအခုဒီမှာတော့စိတ်ပြက်စရာကောင်းပါရဲ့ကောင်းရန်ကုန်မကောင်းတော့တော့သူနေခဲ့ အဲ့ဒီလိုပဲရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာနေထိုင်နေသူတွေကလည်းတစောင်းတိုင်းမိပေါင်းပြန်ပွဲကျင်းပခဲ့တဲ့အော်တိုဘာလ29ရက်ကစတင်ပြီးအင်တာနက်လိုင်းတွေတုံးလို့အဆင်မပြေခဲ့တာအခုချိန်ထိပဲလို့ပြောပါရယ်။ညဘက်ဆိုရင်လိုင်းကမကောင်းတော့ဘူးပွဲရှိကလေးကမကောင်းတော့တာပွဲပြီးသွားလဲလိုင်းကမကောင်းဘူးတုံးလို့ကိုမရလားအဝိုင်းတွေကလဲနေတယ်အင်တာနက်ဖွင့်တော့လဲ data ဖိုးကမခံစားနိုင်ဘူးလေ တတချင်းလို wifi ဝယ်တုံးပါလေဆိုမှအခက်လာတွေ့နေရတယ်လို့အင်တာနက်ကိုအားထားပြီးလုပ်ငန်းလုပ်ကိုင်နေရတဲ့တောင်ကြီးမြို့ခံအမျိုးသမီးတဦးကပြောပါတယ်။အဲ့ဒီလိုပဲမန္တလေးမြို့မှာလည်းအခုရက်ပိုင်းအထိ wifi အင်တာနက် line တွေကျနေစေဖြစ်တဲ့အတွက်အင်တာနက်နဲ့မဖြစ်မနေအလုပ်လုပ်နေရသူတွေဟာ mobile phone စင်ကာအင်တာနက်ကို အားထားအသုံးပြုနေရတာကြောင့်ငွေကြေးကုန်ကျများနေရတယ်လို့မြို့ခံတွေစီကသိရပါဗျာ။ နိုဝင်ဘာလစံပိုင်းတော့ကတော့အင်တာနက်လိုင်းတွေမရတာဟာအင်တာနက် gateway IGW ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီကြီးတွေရဲ့ပင်လယ်ရေအောက်ဆက်ကြောင့် fiber cable ရှုပ်ရင်ချက်ကြောင့်လို့အင်တာနက်ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေကအသုံးပြုသူတွေကိုတုံ့ပြန်ထားကြပါလေ။ဒါပေမဲ့လက်ရှိအချိန်ထိ line ဆက်ကြနေတာနဲ့ပတ်သက်လို့တော့ ဘာကြောင့်ဆိုတဲ့အချက်ကိုအင်တာနက်ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတချို့ကတိတိကျကျထုတ်ပြန်ပြောဆိုကြတာမရှိတလို့တာဝန်ယူဖြေရှင်းပေးတာလည်းမရှိသေးဘူးလို့တုံးဆွဲသူတွေကပြောပါတယ်။ တစ်ဖက်မှာလည်းစစ်ကော်မရှင်ကပြုလုပ်မယ်အတူရောင်ရွေးကောက်ပွဲအတွက်အောက်တိုဘာ28ရက်နေ့ကစလို့မဲဆွဲစီယုံရေလှုပ်ဆောင်ခွင့်ပြုခဲ့ပြီးနောက်ရက်ပိုင်းအတွင်း Wi-Fi Internet Line ပြဿနာတက်ခဲ့တာကိုရွေးကောက်ပွဲဝင်မဲ့ကိုယ်စားလှယ်လောင်းတွေကရွေရချက်ချီချီလှုပ်တာလို့ယူဆတာမျိုးတွေလည်းရှိနေကြပါသေးတယ် မင်းအောင်လိုင်းစစ်တပ်ဟာအာဏာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလရက်နေ့မှာတနိုင်ငံလုံးကိုဆက်သွယ်ရေးလိုင်းတွေဖြစ်တဲ့အင်တာနက်နဲ့ဖုန်းလိုင်းတွေပိတ်ပစ်ခဲ့တာပါ။အဲ့ဒီနောက်ပိုင်းအင်တာနက်နဲ့ဖုန်းလိုင်းတွေကိုဖျက်တောက်ခဲ့တဲ့မြို့နယ်အရေအတွက်ဟာဒီနှစ်2025စက်တင်ဘာလအထိဆိုရင်132မြို့နယ်အထိရှိလာပြီလို့အတန်းအဖွဲ့ကပြုစုထားတဲ့စီးရင်တွေအရသိရပါဗျာ။ 2021နောက်ပိုင်းမှာတရှိုးမြို့နယ်တွေကိုပြန်ဖွင့်ပေးခဲ့တာကြောင့်၄နှစ်ကျော်ကြာတဲ့အထိဆက်သွယ်ရေးလိုင်းတွေဖြတ်တောက်ခံထားရတာ22မြို့ရှိနေစေ ဖြစ်တယ်လို့ဆိုထားပါတယ်။